ဖတ်အံ့မျိုးရဲ့လက်ပတ်စရာအကောင်းဆုံးနေရာ၅ခု Hello everyone အရှိခပါရယ်မိုးရတီလည်းရောက်လာပြီဆိုတော့ဖတ်အံ့ကိုတွားလိုက်ခြင်းတဲ့လူတွေကလည်းတော်တော်များလာတယ်ပေါ့နော်ဒီအတွက်ကြောင့်ဖတ်အံ့ကိုရောက်ခဲ့တယ်ဆိုလို့ရှိရင်မဖြစ်မနေတွားလဲတင်တဲ့နေရာ၅မျိုးအကြောင်းကိုဒီနေ့ blog ထဲမှာပြောပြထားမှာဖြစ်ပါတယ်နံပါတ်5ဘင်းညီဖူ ဘေးညီကူကတထုံနဲ့ဖက်အန်ကြားထဲမှာရှိတဲ့တဘာဝကူဖြစ်တယ်ပေါ့နော်ဘေးညီကူရဲ့ထူးခြားချက်ကကြတော့သူ့ရဲ့ရေဘူးစန်းဖြစ်တယ်အဲ့ဒီရေဘူးစန်းကြောင့်ပဲချီတွားတွေတော်တော်များများဖက်အန်ရောက်ပြီဆိုလို့ရှင်ဘေးညီကူကိုမဖြစ်မနေတွားကြတာဖြစ်တယ်ပေါ့နော်ဘေးညီကူရဲ့ဒီဂူအရင်မှာရေထွက်ပေါက်နှစ်ခုရှိတယ်တစ်ခုကရေဘူးထွက်တယ်နောက်တစ်ခုကကြတော့ရေအေးထွက်တယ်ပေါ့နော်အဲ့ဒီရေအေးနဲ့ရေဘူးကလည်းရောထွင်းသွားပဲနဲ့တီးတန့်စီဖြစ်နေတာကလည်းဒီဘေးညီကူရဲ့ထူးခြားချက်တစ်ခုလို့ပြောလို့ရတယ်ပေါ့နော် နံပါတ်၄ကြောက်ကလတ်ကြောက်ကလတ်စီဒီကတခြားစီဒီတွေနဲ့မတူတာကြတော့သူ့မှာလူလုတ်ထားတဲ့ရေကန်ပေါ့နော်အဲဒီရေကန်ရဲ့အလယ်မှာကြောက်ဆောင်အမြင့်ရှိတယ်အဲဒီအမြင့်ပေါ်မှာမစီဒီတည်ထားတာဖြစ်တယ်ပေါ့နော်ပပတ်လေရှုကန်ထန်အမျိုးရဲ့ရှုပြရလဲတော်တော်လေးလှတဲ့အပြင်ဓာတ်ပုံလည်းအရင်ရိုက်လို့ကောင်းတယ်အဲဒီကိုရောက်လို့ရှိရင်ဖျားပူတာတက်တက်မဟုတ်ဘူးနဲ့ဓာတ်ပုံလည်းရိုက်လို့ရတယ်လို့ငားစာလေးရဲ့ကျူးလို့ရတယ်ပြီးလို့ရှိရင်အဲ့မှာစတူဒီတာလည်းတော်တော်လေးကောင်းတယ်တက်တက်လို့စတူဒီတာဖြစ်တဲ့အတွက်ဘာတာမရွေးလူမျိုးမရွေး ်စားလို့ရတယ်ပေါ့နော်။နံပါတ်3ကြိုင်အင်းတောင်။ကိုကအပင်ပန်းလည်းမခံနိုင်ဘူး၊တက်လုံလည်းမကောင်းဘူး။ဒါပေမဲ့ရှုခင်လှလလေးတွေကြည့်ကျင်တယ်၊တောင်လည်းတက်ကျင်တယ်ဆိုလို့ရှိရင်တော့ကြိုင်အင်းတောင်ကလုံးဝကိုမှအတင်းတော်ဆုံးဖြစ်မယ်။ ထားမှာကဒီတဘာဝတောင်ကြီးကတော့အများကြီးရှိရပေါ့နော်ဒါမဲ့ကြိုင်ရင်တောင်ကတော့အတူအတက်တာဆုံးဖြစ်စီမှာပါကြိုင်ရင်တောင်ဘွားနေပြီးတော့မှဆန်ဆက်ကိုနေထွက်တာကိုကြည့်မယ်ဆိုလို့ရှိရင်တော်တော်လေးကလှတယ်ဘာလို့ဆိုလို့ရှိရင်အဲ့ဒီတောင်ထိပ်မှာဆိုလို့ရှိရင်တောင်ထဲကနေကြည့်မယ်ဆိုရင်ရှုပ်ကအရင်လှတယ်လို့ဒီဇွဲကမင်းတောင်ကြီးရဲ့အလောက်ကိုလည်းတွေ့နိုင်တယ်ပေါ့နော်အဲ့ဒီအတွက်ကြောင့်မို့ကြိုင်တောင်ကတကယ်မှတွားတင်တယ်တွားမယ်ဆိုရင်သူကကြောက်တောင်ပေါ်တိကိုကားလမ်းပေါက်တဲ့အတွက်တောင်ပေါ်တိကိုကားနဲ့တက်လို့ရတယ်ဒီကားပါကီကနေပြီးတော့မှတောင်ထိပ်တိရောက်ဖို့ဘုရားကြီး ဖျားရင်ပြင်ထိရောက်ဖို့အတွက်ဆိုလို့ရှိရင်တော့အာဆက်9မိနစ်လောက်လေကတဲ့တွေတက်ရတယ်ပေါ့နော်ဆိုတော့ဒီလောက်ပါပဲဆိုတော့ပိုးပပပါလေးဖြစ်တယ်တောင်တက်တဲ့အတွေ့အကြုံလေးဖြောင်းအောင်လို့ပေါ့နော်ဆိုတော့တက်လို့မကောင်းတဲ့တွေတွေအတွက်ဆိုလို့ရှိရင်တော့ကြာရင်တောင်ကတော့တကယ်မှတက်တင်ပါတယ်နံပါတ်1စက်တန်ဘူးဟာစက်တန်ဘူးကလေကျွန်တော်တကယ်မှတဘောကြာတဲ့ခုဖြစ်တယ်ပေါ့နော်သူ့ဟာကြာတော့ တဘာဝကူဖြစ်တဲ့အပြင်မှာကူကတော်တော်လေးဥမာကြီးတယ်တဘာဝကူဖြစ်တဲ့အရာအထက်မှာတဘာဝကြောက်တုံးလေးရှိမယ်ပြီးပြီးလို့ရှိရင် CD တဲထားတာတွေရှိမယ်ပြီးရင်ဖျားဆင်းမှုတော်တွေရှိမယ်ပြီးတော့အာကြောက်ဆက်ရည်တွေနဲ့အောက်မှာအကျန်းခင်းမှာရည်တွေရှိနေလိမ့်မယ်တဘာဝကူဖြစ်တဲ့အတွက်လင်းတို့တွေရှိတယ်လင်းတို့တွေရှိရတော့အနန္တရာတော့နည်းနည်းလေးစူးစူးလေးဖြစ်တဲ့အရင်နံနေတာတော့မဟုတ်ဘောเนาะဒါမဲ့တဘာဝအနံ့ပေါ့เนาะအဲ့ဒါလေးတစ်ခုတော့ရှိမယ်ပြီးလို့ရှိရင်အဲ့မှာ တတိုင်းတစ်ခုလည်းဖြတ်ရတယ်ပေါ့နော်တဘာဝအတိုင်းဖြစ်နေတဲ့ကြောက်တွေကလေတော်တော်လေးဥမာကြည်လို့ကောင်းတယ်ဆိုတော့ကျွန်တော်အကြံပေးချင်တာကတကယ်လို့စက်တံကိုရောက်ဖြစ်ခဲ့တယ်ဆိုလို့ရှိရင်အတွားကိုကြတော့ဒီစက်တံဂူကနေတစင်ဂူကနေတွားပေါ့နော်ဟိုဘက်ရောက်မှ လေစိတ်ကနေပြီးတော့လေစီးတယ်ပေါ့နော်ဆက်လက်ဘူးတွားလို့ရှိရင်တကယ်အကောင်းဆုံးအပိုင်းကတော့လေနဲ့ဒီရေပြင်ရှိမယ်ပြီးလို့ရှိရင်အပေါ်မှာကြောက်ဆောင်ရှိမယ်အဲ့ဒီဂျာတွေကိုလေနဲ့ဝင်ရတဲ့အတွေ့အကြုံကတကယ်မှမိုက်တယ်ပေါ့နော်ပြီးလို့ရှိရင် လေစီးနေရင်လည်းဒီဘေးပတ်ပတ်လေရှုခင်ရတယ်တော်တော်လေးလှတယ်အဲ့အတွက်ကြောင့်ရှုခင်လှတဲ့နေရာလေးရောက်ပြီဆိုလို့ရှိရင်လေစီးအောင်အခုညီတောင်းပြီးတော့မှလေကိုခဏလေးရက်ပြေးခိုင်းရရပါတယ်အဲ့ခါကြောက်လို့ရှိရင်တက်ဖို့လက်လက်လေးလည်းရိုက်လိုက်ရအောင်โอเคနော်နံပါတ်1ဇွဲခင်ပင်တောင်း โอเคဇွဲကပင်တောင်တက်မဲ့လူတွေအနေနဲ့အရင်ဆုံးတည်ထားရမှာကိုကတက်လုံကောင်းရဲ့လားလမ်းလျှောက်လာလေးချင်းရှိရဲ့လားတောင်တက်ရတာလေးချင်းရှိရဲ့လားဆိုတာကိုအရင်ဆုံးပြန်ဆန်းသိဖို့လိုတယ်ဘာလို့ဆိုတောင်ကညင့်တဲ့အထယ်ပါတယ်ပေါ့နော်အဲဒီအတွက်ကိုကအမောမခံနိုင်ဘူးပင်မမခံနိုင်ဘူးဆိုလို့ရှိရင်ကျွန်တော် အရှိမပြောရဲကြိုင်အင်းတောင်တို့လိုပုံစံလေးတွေပဲတက်ဖို့အတွက်ကျွန်တော်အနေနဲ့ recommend ပေးခြင်းတော့ပေါ့နော် ဇွဲကပြေတောင်ကတကယ်တက်နိုင်တဲ့လူတွေအတွက်ဆိုလို့ရှိရင်တော့လုံးဝကောင်းတဲ့ experience ကိုရမှအတိအကျပဲ။ဘာလို့လဲဆိုလို့ရှိရင် mode လည်းဖြစ်တဲ့အတွက်အာဘေးပပလင်မှာဆိုလို့ရှိရင်တောပန်းတွေနဲ့တကယ်ကိုမှလှရဲပြီးတော့မိုးရွာတဲ့အဲအဲအချိန်ဆိုလို့ရှိရင်မှတောင်ပေါ်ကနေစင်းကြလာတဲ့ခြေလေးတွေကကြတော့စမ်းရောက်လို့ဖြစ်နေရော တော်တော်လေးကမှမျက်စိပဒါတာဖြစ်တယ်တော်တော်လေးလှတယ်မောလာတဲ့အမောလေးဆိုတာလေတောင်ထိပ်ရောက်လို့ရှိရင်ဒီနေ့ဆိုပျောက်သွားမှာဒါလို့ဆိုလို့ရှိရင်အပေါ်ကနေမြင်ရတဲ့ရှုခင်က တော်တော်လေးကိုမှလာတယ်တော်တော်လေးကိုမှကြည်လို့ကောင်းတယ်ဓာတ်ပုံရလို့ရှိရင်လည်းတော်တော်လေးကိုမှလာတယ်အဲ့ဒီအတွက်ကြောင့်ဖန်အံရောက်ပြီဆိုလို့ရှိရင်ကိုကတကယ်လို့အမောခံနိုင်တယ်တက်လို့ကောင်းတယ်ဆိုလို့ရှိရင်ဆွေးပင်တောင်ကိုလည်းတကယ်မှတွားတင်ကျွန်တော်နေရငါးခုပဲပြောမယ်ဆိုပြီးတော့စဉ်းစားထားပြီးမယ်ဘောနပ်စ်အနေနဲ့ပြောချင်တာကကြတော့ဖန်အံရောက်လို့ရှိရင်နောက်ခိုင်းရည်ဘူးဆိုတာကိုလည်း သွားတင်တယ်ပေါ့နော်။ဘာလို့ဆိုအရန်လာတယ်။အချိန်ရွေးတက်ဖို့တော့လိုမယ်ပေါ့နော်။ဒီလိုမျိုးမိုးအရန်ရွာနေတဲ့ကာလ6လပိုင်း9လပိုင်းဆိုလို့ရှိရင်တော့သွားလို့မကောင်းသေးဘူး။သူကကြောင်6လပိုင်း10လပိုင်းဆိုရင်တော့ရေလေးတွေကလေစိမ့်စိမ့်တာမဟုတ်ပဲပြာလက်လက်လေးဖြစ်ပြီးတော့တကယ်ဝမ်းလာတယ်။ဓာတ်ပုံတွေမှာဆိုလို့ရှိရင်လည်းအရန်လာတယ်။ ဘောနပ်စ်အနေနဲ့နောက်ထပ်ညွန်ပေးခြင်းတဲ့တနေရာတော့ဖန်အန်ကန်တာလည်းညစီပဲဖြစ်တယ်ပေါ့နော်တနေကုန်ဖြောက်လည်ပြီးဆိုလို့ရှိရင်ဖန်အန်ညစီမှာဝင်ပြီးတော့စာဖို့တော့ recommend ပေးတယ်ဘာလို့ဆိုလို့ရှိရင်ဖန်အန်ညစီကတကယ့်အောင်မှာစိုင်းရအများကြီးနဲ့စာဖို့အတွက်ရွေးချယ်စရာတကယ့်အောင်မှာအစားတောက်ရအများကြီးရှိတယ် ထအံရစီရဲ့ signature အစားတော်ကတော့တော်ထမင်းတော်ဟီဖြစ်မှာပေါ့နော်။တကယ်လို့ကိုကအတုမြုပ်မြင်းများလေးနဲ့မှထမင်းစားမိတက်တဲ့လူတွေဆိုလို့ရှိရင်ထအံကန်နာနဲ့ညစီမှာရှိတဲ့တော်ထမင်းတော်ဟင်းဆိုင်ကတော်တော်လေးမှအဆင်ပြေမှာပေါ့နော်။ Okay ဒါဆိုလို့ရှိရင်ဒီနေ့ blog ကတော့ဒီလောက်ပါပဲ။နောက်ထပ် blog ဒီမှာထပ်တင်မယ်နော်။ Bye bye ။